သူလည်းမသိဘူး။သွားကြည့်လိုက်ရအောင်။ Hello morning ။ဝင်ခဲ့လေ။အခု Renny Matias နဲ့အတူတူတနိဒာစီးမျောကြရအောင်။ Camera 3 2 1 go ။ အုံမလုံးဖြစ်တဲ့ morning routine လေးတစ်ခုကဘာဖြစ်မလဲအာအခုအနေနဲ့ပုံမှန်လုံးဖြစ်တဲ့ morning routine ဆိုရင်တော့ဒါတချင်းလေးတွေဖွင့်ပြီးတော့ workout လေးလုပ်ရတာကြိုက်တယ်ပေါ့နော်အခုအတွက် fashion ကတနေ့တာမှဘလောက်ရေးပါလဲအာအခုကအစိုးပိုင်းလည်းသွားတယ်အကပိုင်းလည်းသွားတယ်ဒီနောက်ပိုင်းမှာ acting career ဘက်ကိုလည်းသွားနေတာဖြစ်တဲ့အတွက် fashion ပိုင်းကတော့ရေးပါတာပေါ့ Running Matias ကိုအခုဘယ်ချိန်လောက်ကလေးကစပြီးတိခဲ့တာလဲအာ Running Matias ကိုဟို 2019လောက်ကစပြီးတော့တည်တာဖြစ်လာမှာ fashion ဘိုင်းဝင်ကိုပြောရမယ်ဆိုရင် quality နဲ့ cutting ကတော်တော်ရေးကြည့်တယ်ဒီ quality နဲ့ cutting ကောင်းပြီဆိုရင်လူတစ်ယောက်က80%လောက်ကိုကြည့်ကောင်းမယ်ဒီ Renima DS မှာက quality နဲ့ cutting ကလည်းကောင်းတယ်ပြီးတော့ဒီက classic လည်းဖြစ်တယ် smart လည်းဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးအရင် retro back ရောက်တာလည်းမဟုတ်ဘဲနဲ့ trend နောက်လည်းနောက်ကောင်းမကြပဲနဲ့ဒါရွေးချယ်စရာကြီးအများကြီးရှိတယ်ဆိုတာကြောင့်ရှင်းရှင်းနေတဲ့ပုံစံကြီးကိုသိပေးခြင်းလား ကိုရဲ့စိုက်ဆုံးရီမွေရာ Don't for ombrele အကိုရဲ့တနေ့တာမှာ skin care routine ရှိလားဒါမှမဟုတ်စက်ပြာနဲ့ပဲဖြည့်ရှင်းတာလားစက်ပြာနဲ့တော့ဖြည့်ရှင်းလို့မရဘူးပေါ့နော်အာကိုကိုတိုင်းကလည်းဒါအနုပညာလုပ်နေတာဆိုတော့ကျွန်တော် skin care routine ကကြတော့အာ6 6 9ဆင်းလောက်တော့ရှိမှလည်းတူတယ်ဒီထားမှာကိုပါလေးဝှစ်ချင်နေဆိုတော့စိတ်ရှိလားဒါမှမဟုတ်ကိုနဲ့လိုက်မဲ့ဟာကိုပဲဝှစ်လိုက်တာလားอืมကိုနဲ့လိုက်မဲ့ဟာကို ဝိပ္ပတံများမယ်တဲ့တူတယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့ outfit လေးတွားရွေးလိုက်ရအောင်ကြိုင်နော်အခုအနေနဲ့တစ်နှစ်ပတ်လုံး outfit တစ်စုံပဲဝေးရမယ်ဆိုလို့ရှိရင်ဘယ်လို outfit လေးဝိပ္ပတံလဲအာတစ်နှစ်ပတ်လုံးဒါတွေအကုန်လုံးကတော့ကျွန်တော်ဝင်းနေကြကျွန်တော်ကြိုက်တဲ့ဒီဇိုင်းတွေပဲတစ်နှစ်ပတ်လုံးဆိုရင်တော့ဒီကြည့်ကြည့်ပါ ဒါဒီဖြစ်မယ်နဲ့တူတယ်။အာကျွန်တော်အများတန်းဝင်နေကြစပိုရှက်နဲ့ဒါဖောင်းမီလေးနဲ့။ဘာလို့ဆိုတော့ကျွန်တော်ကအများတန်းအလို smart ဖြစ်တာကြိုက်တယ်။အခုနပြောခဲ့တဲ့အတိုင်းပေါ့နော်။ကျွန်တော်ရှိုးရားလည်းကြီးတော့ smart ဖြစ်တဲ့ပုံစံ။တနည်းပတ်တော့ဒီနေ့တော့ outfit လေးကိုရောဘယ်လိုစဉ်းစားပြီးရွေးချယ်မလဲ။အာမနိုင်ပြောရရင်တော့ကျွန်တော်ဒီနေ့ဘာလို့ရမှန်းဆိုတော့တေချာမသိဘူး။ဒါပေမဲ့ဘာပဲလုပ်ခိုင်းလုပ်ခိုင်းအဆင်ပြေအောင်လို့ ျွန်တော် smart လည်းဖြစ်တယ်ပြီးတော့ casual လည်းဖြစ်တယ်အဲမျိုးလေးကျွန်တော်ရွေးလိုက်မယ်ရှင်မလေးဘာလို့မစော်ခိုင်းဘူးလားကျွန်တော်ကုတ်တွေဘာလို့ကြိုက်လဲဆိုတော့ရတယ်ဆိုတော့ထဲရဒါလေး ਨੇ ဒါလေးကိုပထမဦးဆုံး outfit အနေနဲ့ကျွန်တော်ရွေးလိုက်မယ်ပြီးတော့ဒုတိယဆုံးအနေနဲ့ဆို ဒီ shell လေးတော့ကြိုက်မယ် okay ဒါဒုတိယတစုံနေနဲ့တော့ကျွန်တော်အများနဲ့ဝေးလေးဝေးထားရှိတယ်ဒါ smart လည်းဖြစ်တယ် casual လည်းဖြစ်တယ် classic လည်းဖြစ်တယ် khaki style pants လေးနဲ့ဒါ white shirt လေးနဲ့ဆိုတော့နောက်ဆုံးလေးရွေးပြပါပြီဆိုတော့ okay let's go ဘလို့လဲကျွန်တော်ရမ်းမိုက်နေမလားဘလို့လဲရမ်းကောင်းနေ ပြီးတော့ဒါ blazer ရဲ့အထဲတွေကနေပြီးတော့ကျွန်တော်ယိုယိုလေးနဲ့အေးမဲ့ခြေသားလေးကျွန်တော်သုံးထားတယ်။ပြီးတော့နောက်တစ်စုံအနေနဲ့ဒါလက်ခြေသားလေးပဲအေးတယ်။ဒီနေ့ပူမကြောက်တဲ့အတွက်ကျွန်တော်အကုန်လုံးအေးလေးပဲယူထားတယ်။ Okay ဖန်ကြည့်လိုက်အောင်။ Okay ဒီ outfit လေးကတော့ဒါခုနကယူထားတဲ့နှစုံလေးနဲ့တစုံပေါ့နော်။တော်တော်လေးလက် casual ဖြစ်တယ်ပြီးတော့ smart လည်းဖြစ်တယ်။ ဝဲလို့ဝတ်ထားမှမသိအောင်လို့တော့မှဒါတော်တော်လေးကို comfortable ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပူတဲ့ຢာလေးဥတွေပါတယ်ဆိုတော့ဒါလေးနဲ့ဆိုဒီစီပဲအဲ့တော့ကျွန်တော်ခုနကနှစ်စုံယူထားတဲ့ຢာဒီတစ်စုံပဲယူလိုက်ရောမယ်သူလည်းမသိဘူးကြည့်လိုက်တာအော်ဘာလို့လဲဆိုတာတော့ကျွန်တော်တို့နောက် episode မှာကြည့်လိုက်ကြရအောင်